နိုဝင်ဘာ International Break ပြီးသွားရင်အာဆင်နယ်တို့ရင်ဆိုင်ကစားမယ့်အနည်းဆုံး၄ပွဲနိုဝင်ဘာ International Break မှာအာဆင်နယ်ဖန်တွေတော့ပြင်းနေလိမ့်မယ်ထင်တယ်။အာဆင်နယ်က ကစားမ16ထိနိုင်ငံလိမ့်စင်အဆင့်ကိုစေလွတ်ထားတာပုံမှန်တိုင်းကြည့်လိုက်မယ်ဆိုအာဆင်နယ်လည်းအနားရနေလိမ့်မယ်ထင်လိမ့်မယ်ဒါပေမဲ့ပရီးမီးယားလိပွဲတွေပြန်ဆိုင်ရင်ပွဲချက်တွေတောက်လျှောက်ရှိတယ်ပြန်လာမဲ့ကစားမတော်တော်များလည်းနိုင်ငံလိမ့်စင်အသင်းအတွက်ပူးပေါင်းပြီးတော့ကစားခဲ့ရတာဖြစ်တဲ့အတွက်ပွဲပန်းမှုတချို့လည်းကပ်ပါလာမှာပဲဒီမှာနိုဝင်ဘာ23မှာကျွန်တော်ရင်ဆိုင်တွေ့ရမှာကစပါးသင်းနဲ့ကိုယ်အိမ်ကွင်းမှာအခက်ခံကစားပါမှန်တယ်ဒါပေမဲ့ဒီရာဒီမှာစပါးကအဝေးကွင်းစားဆောင်ရင်တော်တော်လေးကောင်းတယ် ဇယယတိမူရာအာဆင်နယ်ကအပေါ်သင်းဖြစ်ရှိတာမှန်တယ်ဒီရသည့်ဆွမ်းဆောင်ရည်ရာအာဆင်နယ်ကိုတော်တော်များကလက်ခုပ်တီးပေးနေတာမှန်ပေမဲ့အဝေးကွင်းဆန်းဆောင်ရည်မှာငါးပွဲမှာလေးပွဲနိုင်တပွဲတည်ရကြပြီးရှုံးပွဲလုံးဝမရှိတဲ့စပါးကိုအင်ကွင်းမှာကျွန်တော်အခန့်ကစားမယ်ပေါ်လို့တော့မရဘူးကျွန်တော်တစ်ချက်လေးပဲစိုးရင်တာကနိုင်ငံလေးစဉ်အသင်းမှာဆင့်ခေါ်သွားတဲ့ကစားသမား16ဦးစတာမီနာအပြည့်နဲ့ပြန်လာနိုင်မှာမလားဆိုတာတစ်ချက်ပဲကျွန်တော်ကျွန်တော်ဘာမှမစိုးရင်ပြိုင်ဘက်ကိုလည်းကျွန်တော်တို့ဒီထက်ကောင်းတဲ့ပြိုင်ဘက်တွေတော့ကျွန်တော်အနိုင်ခဲ့တာရှေ့မှာရှိခဲ့တာပဲအဲ့တော့နိုဝင်ဘာ23မှာတော့ တော့မတ်ဖရန့်လက်ထဲကစပါကိုကျွန်တော်တို့အနိုင်ကန်နိုင်များတစ်ချက်တော့ကြည့်ရမယ်။ဝေကွင်းလုံးဝမရှုံးသေးတဲ့စပါကိုအိမ်ကွင်းဆန်းဆောင်ရေးကောင်းနေပြတ်တနေတဲ့အာဆင်နိုအနိုင်ကန်နိုင်များတစ်ချက်တော့ကြည့်ရမယ်။အာဆင်နယ်နေနဲ့စပါနဲ့ပတ်သက်ပြီးနောက်ပိုင်းနှစ်တွေမှာတော့ရလတ်ကောင်းတာတွေ့ရတယ်။စပိုင်ရဲ့နောက်ဆုံး၃ပွဲကိုကြည့်လိုက်မယ်ဆိုရင်တော့ United နဲ့တူတူတည်ကြထားတယ်။ UEFA Champion League မှာတော့၄ဂိုးပြတ်နဲ့ကိုဘီဟင်ကင်ကိုနိုင်ထားတယ်။နောက်ပြီးတော့ကိုအိမ်ကွင်းမှာ Chelsea ကို0-1ဆိုတဲ့ရလဒ်နဲ့ရှုံးထားတယ်။ဒါစပိုင်ရဲ့နောက်ဆုံး၃ပွဲ တပွဲတည်ရေတပွဲနိုင်တပွဲရှုံးဆိုတဲ့ record တွေ့ရတယ်အဲ့တော့ Thomas France လက်ထဲကစပါအသင်းကိုအာတီတာတယောက်ကိုအင်ကွင်းအမေရိကန်မှာအနိုင်တိုင်းမလားကြည့်ရမယ်လန်ဒန်မှာလည်းအသင်းကောင်းတွေအများကြီးရှိတယ်။ချယ်ဆီလိုစပါလိုဆိုတာအာဆင်နယ်အသင်းတွေနဲ့အနိုင်ယူမှဖြစ်မဲ့အသင်းတွေတသိမ်းပေါ့လေ။ဒီရသီမှာအာဆင်နယ်အသင်းချန်ပီယံဖြစ်နိုင်လားဆိုတဲ့မေးခွန်းတွေကိုဖြေဖို့ဆိုလို့ရှိရင်တော့အခုလာမယ့်အနည်းဆုံး၄ပွဲကအဆုံးဖြတ်ဖြစ်သွားနိုင်တယ်။ကဲနောက်ထပ်တသိမ်းနောက်ထပ်တသိမ်းကတော့နိုဝင်ဘာ29မှာကစားရမှာ။ ်လေးရက်အကြာမှာပေါ့လေအဲ့ဒါတော့အာဆင်နယ်ကကိုယ့်အင်ကွင်မှာဘိုင်ယန်မြူနစ်ကိုအဲ့ခံကစားမယ်ချန်ပီယံလိပွဲစဉ်၅အရှိတ်လေးပွဲလုံးမှာအာဆင်နယ်ကပေးကူးမရှိလေးပွဲလုံးအနိုင်ဒီနေရာမှာဘိုင်ယန်မြူနစ်ကလည်းလေးပွဲလုံးအနိုင်ခံထားတယ်။အဲ့ဒီအတွက်အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်တွေ့မဲ့ပွဲစဉ်ကချန်ပီယံလိမှာဘသူက record ထပ်ပြီးတင်နိုင်မလဲဆိုတဲ့အနေထားပဲ။အာဆင်နယ်တင်းချန်ပီယံလိမှာလှုပ်ထားတာတွေကအထင်ကြီးကျင်စရာပဲ။ပေးကူးလုံးဝမရှိဘူး။ လေးပွဲလုံးလဲယာနှုံးပြည့်အနိုင်ပဲအဲ့တော့ဘိုင်ယန်မြူးနစ်အနေနဲ့သူတို့ဒီယာတီမှာဆွမ်းဆောင်ရင်ကောင်းတယ်တေးတပွဲပဲကြာသေးတယ်ဘိုင်ယန်မြူးနစ်ကနောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ဂျူနီယံဘာလီနဲ့တူတူကြတဲ့တပွဲရှိတယ် PSG ကို1-2နဲ့ချန်ပီယံလိရှိတယ်ပြီးရင်ဘွန်ဒက်လီကာမှာဘီယန်လီဗာကူဆင်ကို၃ခုပြတ်နိုင်တဲ့ပွဲစဉ်ရှိတယ်ဘီဇင်ကွန်ပဏီလက်ထက်ကဘိုင်ယန်မြူးနစ်ကဒီယာတီမှာတော်တော်လေးစတောင်းဖြစ်တယ်အထူးသဖြင့်တိုက်စစ်ကစားမတွေခြေစမ်းပြတယ်ခန်စစ်ကလည်းတော်တော်လေးစနစ်ကျလာတာတွေ့ရတယ်ဒီဇီရှင်မေကင်းတွေပြတ်သားလာတယ် ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးတော့လေဟိုကို့အိမ်ကွေးမှာအခက်ကစားမှမှိုင်မဲ့ဘိုင်ရန်နဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့စိတ်ထဲမှာအယမ်းမရှိဘူးဒီပွဲစဉ်နိုင်သွားရင်တော့ကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာကအနည်းဆုံးလာမဲ့ပရီးမီးယားလိပွဲစဉ်၂ပွဲ၃ပွဲကိုအပြည့်နိုင်ရင်တာဘာလို့လဲဆိုတော့ချန်ပီယံလိကကျွန်တော်ရှေ့မှာ၄ပွဲလုံးကို၁၂မှတ်စုဆောင်းပြီးွားပြီဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာကြိုက်တဲ့ရလက်ထွက်နောက်၃ပွဲမှာကျွန်တော်အနေနဲ့ရမ်းမှတ်ပိုင်ပြန်ပြီးယူလို့ရတယ်ဘူယန်ပြီးအဆင့်နဲ့နောက်ဆင့်တက်ဖို့အေးဆေးပဲ ဲ့တော့ပရီးမီးယားလိမှာကျတော့အဲ့လိုမဟုတ်ဘူးပရီးမီးယားလိကရေရှိပိုင်ခွင့်အမှားလို့ရတဲ့ဆိုတော့ညလည်းပဲလက်ရှိချိန်မှာမန်ဒယ်ပိုင်းကြီးကတောက်လျှောက်နိုင်သွားပြီးတော့ဥဆောင်နိုင်လေပိုကောင်းလေပဲအဲကြောင့်ကျွန်တော်မကြခဏပြောလို့ရှိတာကချန်ပီယံလိနိုင်တဲ့အနိုင်တပွဲကာလာဘောင်းနိုင်တဲ့အနိုင်တပွဲထပ်စားလို့ရှိရင်ပရီးမီးယားလိမှာနိုင်တဲ့အနိုင်တပွဲကကျွန်တော်တို့ဆိုရင်ပိုပြီးမတ်မောတယ်ဘာကြောင့်လဲဆိုတော့ပရီးမီးယားလိမှာကိုကနိုင်လိုက်ပြီဆိုရင်ကျွန်내ကြီးငါကြီးရဲ့အနေထားလေးလိုက်ပြီးကြည့်ရတာကအပေါ်စီကနေကြည့်ရဖီးတမျိုးပဲအဲကြောင့်ကျွန်တော်ပရီးမီးယားလိမှာပိုပြီးနိုင်ကျင်တယ်ဟိုဘိုင်ယန်မြူးနစ်နဲ့အသင်းပွဲစဉ်မှာတော့ကြိုက်တဲ့ရလက်ထွက် 啊，这里呢，你不用听呗。 ်ဘာလို့လဲဆိုကိုယ့်အင်ဂွင်လည်းဖြစ်တယ်နိုင်လည်းနိုင်သွားနိုင်တယ်ဘိုင်ယန်မြူးနစ်ကတော့ဘလို့ပြစ်စင်လာမလဲမသိဘူးဒါပေမဲ့အဲ့ဒီပွဲစဉ်တစ်ထိုင်ကျွန်တော်ကတော့အနည်းဆုံးပရီးမီးယားလိပွဲတွေကိုအမှတ်ပြည့်ပြီးပဲထောက်ချောက်နိုင်ကျင်တယ်ဘာကြောင့်ဆိုမန်ချက်စတာစီးတို့ဒီတက်ပို့ပြီးအမှတ်ဖြတ်ချင်တာဖြစ်တဲ့အတွက်ဘိုင်ယန်မြူးနစ်ကတော့ဒီရသည့်အဝေးကွင်းပြိုင်ပွဲစုံ9ပွဲမှာ6ပွဲနိုင်2ပွဲတည်ကြတဲ့ရှုံးဝဲလုံးဝမရှိဘူးရှေ့ကစပါလို့ပဲအဝေးကွင်းပေါ်ဖော်မန့်တကယ်ကိုကောင်းနေခဲ့တယ်အဲ့တော့အာဆင်နယ်ကတော့ကိုယ့်အင်ဂွင်မှာအခက်ကစားမဲ့အနည်းဆုံး2ပွဲကအဝေးကွင်းမှာဆွမ်းဆောင်ရင်လုံးဝရှုံးဝဲမရှိပါဘူးဆိုတဲ့အသင်းတွေကိုအခက်ကစားမှာပါတတိယမြောက်အသ ွင်းနိုဝင်ဘာ30ချက်စီသွင်းရဲ့ဒါအိမ်ကွေးမှာတွားရောက်ကစားမှာပေါ့လေစတန်ဖို့ဘရစ်မှာကျွန်တော်အနေနဲ့အန်ဆိုမာရစကာရဲ့အသင်းကိုတွားရောက်ပြီးကစားမယ်အထူးသဖြင့်ချက်စီရဲ့ဒီယာတီအိမ်ကွင်း6ပွဲမှာ3ပွဲနိုင်တပွဲတည်2ပွဲရှုံး အရင်ကောင်းတဲ့ဆွမ်းဆောင်ရည်မဟုတ်ဘူးဆိုရင်လည်းအလေလက်ထပ်ပိုးတဲ့ performance တော့ပြထားတယ်၃ပွဲနိုင်၂ပွဲတပွဲတည်၂ပွဲရှုံးဆိုတော့လေအဲ့တော့ Chelsea ရဲ့နောက်ဆုံး၃ပွဲကိုကြည့်လိုက်မယ်ဆိုရင်တော့ Wolverhampton တို့၃ဂိုးပြတ်နဲ့ Premier League မှာနိုင်ထားတယ် Champions League မှာဒီ quarter back နဲ့တူတူတည်ကြထားတယ် Premier League မှာစပါ့ကိုအဝေးကွင်းမှာ0-1နဲ့နိုင်ထားတယ်အဲ့ Chelsea အသင်းရဲ့ဆွမ်းဆောင်ရည်မဆိုးပြောလေနောက်ပိုင်းလေ Chelsea ကကစားသမားလေးတွေရဲ့ကွန်ဘိုမိလာတာတွေ့ရတယ် ရင်တော့ကျွန်တော်ချက်စီကြည့်ချက်စီကဘာကြောင့်လူငယ်တွေတအားပွဲလဲဘာညာပွဲလဲဒါပေမဲ့အခုနောက်ပိုင်းချက်စီဝယ်တဲ့လူငယ်လေးတွေတဖြည်းဖြည်းအသိဝင်အကျိုးပြုလာတဲ့ Stiva တို့လိုလူငယ်ကစားမလေးနောက်ပြီးတော့ကိုဘက်မှာလည်း Arsenal တွေ့မဲ့ပွဲစဉ်အမီပြန်ကောင်းလာဖို့များဆိုပြီး report တချို့တွေကပေါ်ပြတယ်အဲ့တော့ Mariska ရဲ့အတင်းကတချို့ပိုင်းတွေမှာရင်းချက်မှုတွေ့လာတယ်။မနေ့ကတော့သူတို့ဖြစ်ချင်နိုင်ဖြစ်ခဲ့တာမှန်တယ်။ဒါပေမဲ့ဒီယာဒီမှာတော့တော်တော်လေးစနစ်ကျလာတွေ့ရတယ်။ကစားတာမဆိုးဒါပေမဲ့တစ်ခါကြရင်အဲ့လိုအမားလေးတွေလုတ်တက်တယ် ဟိုပလန်နီဖြစ်သွားတဲ့အပိုင်းလေးတွေကလွေရင်ကျန်တဲ့အပိုင်းလေးမှာတော့ဘယ်အသင်းဆိုတူတန်ရှင်ကန်နိုင်တဲ့အနေအထားတစ်ခုရောက်လာခဲ့ပြီအဲ့တော့အာဆင်နယ်အသင်းကဘလောက်ကြီးပဲပရီးမီးယားလိမှာရေပန်းစားပါတယ်ပြောပြောလန်ဒန်ဒါဘီအဲ့လိုအသင်းမျိုးတွေကိုတော့အနိုင်ကျန်မှုလိုအပ်တယ်ဒါတွေကလည်းမှတ်ကြောက်တင်တာပဲကျွန်တော် အသင်းငယ်တွေဘယ်နှပွဲစတိုင်းနိုင်တယ်ဆိုတာထက်ဒီလိုအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲစဉ်မှာရတဲ့ရမှတ်ကပေးသက်တဲ့အတွက်ဆိုလဲမော်ကြွားစရာပဲ ပလီယာအတွက်ဆိုလို့ရှိရင်လည်းမန်တယ်ပိုင်းထိုးမြင့်သွားဖြစ်ပြီးအိုက်တာအတွက်ဆိုလို့ရှိရင်လည်းနီးစနစ်ပိုင်းကအတားရခဲ့တဲ့အနေထားမျိုးဖြစ်မယ်။ဒါကြောင့်မို့ကျွန်တော်ကဆောတော့ဘိုင်ယန်မြူးနစ်အသင်းပွဲစဉ်ထက်ဆိုင်စပါးနဲ့ချယ်ဆီကိုစတိုက်ကျွန်တော်နိုင်ကျင်တယ်။ဒါကျွန်တော်တို့ဦးရဲ့ပုံကိုယ်ရေးခန်းစားချက်ပေါ့လေ။အဲ့တော့အာဆင်နယ်အသင်းချယ်ဆီရဲ့ကွင်းမှာအနိုင်ကန်တာများတစ်ချက်တော့စောင့်ကြည့်သွားမယ်။လွယ်မှာတော့မဟုတ်ဘူး။ဒါပေမဲ့ချန်ပီယံဖြစ်ချင်တဲ့အသင်းဆိုတာကဘလို့လမ်းမျိုးမဆိုကြော်ဖြတ်နိုင်ဖို့လိုအပ်တယ်ပေါ့လေ။ကဲနောက်ဆုံးတစ်ပွဲဒီဇင်ဘာ၄ရက်နေ့မှာကဲမယ်အာဆင်နယ်ဘရန်ဖို့အဲ့ဒါလည်းလန်ဒန်ဒါဘီပဲ။ လန်ဒန်ဒါဘီ၃ပွဲပရီးမီးယားလိမှာကန်ရတယ်လို့ပြောလို့ရတယ်။အန်ဒရီးရဲ့လက်အောက်မှာဘရန်ဖို့ကအဝေးကွင်း၅ပွဲမှာတပွဲနိုင်၄ပွဲရှုံးထားတယ်။ဒါသူတို့အဝေးကွင်းရလက်တော်တော်ဆိုးတယ်ပြောလို့ရတယ်။အဲ့တော့ဘရန်ဖို့ကကျွန်တော်သိရတော့အရင်ကတော့တော့မတူချေလက်ထက်ကဘရန်ဖို့လောက်တော့ strong မဖြစ်တော့ဘူး။ဒါသူတို့မလေးစားလို့ပြောတာမဟုတ်ဘူး။ ဘရန်ဖို့ကောင်းပါသေးတယ်အလေးလက်အသင်းတင်းပြစ်ရှိသေးတယ်ဒါပေမဲ့နီးပြအစ်တစ်တယောက်ရဲ့လက်ထဲကဘရန်ဖို့ကတော့ကျွန်တော်တို့သိခဲ့တဲ့နှစ်ရှည်တတ်တော်ရှည်နီးပြတူရဲ့လက်ထဲကဘရန်ဖို့တော့တိတ်ပြီးစူးစီးမှုမရှိတော့ဘူး quality player တချို့လည်းရောင်းချလိုက်တာရှိရပါလေအဲ့တော့သူတို့ရဲ့နောက်ဆုံး၃ပွဲကိုကြည့်လိုက်မယ်ဆိုရင်တော့ဒီဘရန်ဖို့က၃ဂိုးတကိုးနဲ့နျူကာဆယ်ကိုနိုင်ထားတယ်အဲ့တော့နျူကာဆယ်အနီးတယောက်ထိတာတယ်ခရစ်စတယ်ပဲလီကို2-0နဲ့အဝေးကွင်းမှာရှုံးထားတယ်ပြီးတော့ဂရင်းစပီကို ငါးခုပြက်နဲ့အဝေးကွင်းမှာနိုင်ထားတဲ့ဒီကာရာဘောင်ကပ်ပွဲစီရှင်နောက်ဆုံးသုံးပွဲမှာသူတို့အနေနဲ့ဆိုရင်တော့နှစ်ပွဲနိုင်တစ်ပွဲရှုံးတရေလုံးဝမရှိဘူးနောက်ဆုံးသုံးပွဲမှာအဲ့တော့ဘရန့်ဖို့အသင်းကအာဆင်နယ်အနေနဲ့ကိုယ့်ဝင်ကွင်းမှာအခက်စားရမယ်ဒီနေရာမှာအာဆင်နယ်ကအနည်းဆုံး၄ပွဲမှာ၃ပွဲကကိုယ့်ဝင်ကွင်းမှာအခက်စားရမယ်ချက်စီတစ်ပွဲပဲအဝေးကွင်းမှာကစားရမယ်အဲ့တော့ Bayern Munich လို့ပွဲမျိုးတွေ Spa လို့ပွဲမျိုးတွေ Brentford လို့ပွဲမျိုးတွေမှာတော့ အင်ကွင်းပွဲစဉ်ဒီမှာအနိုင်ယူသွားနိုင်မလားတစ်ချက်တော့ကြည့်ရမယ်ချက်စီးနဲ့ပွဲစဉ်ကအဝေးကွင်းဆိုတာဖြစ်တဲ့အတွက်ခက်ခဲနိုင်တာမှတ်ပြီးမယ်အာဆင်နယ်ရဲ့ကစားပုံ playing style ကိုတော့ကျွန်တော်တဝိုင်းကြည့်ရမယ်ချက်စီးရောခက်ချင်းချင်းတုံ့ပြန်လာမလားသူတို့ရဲ့ stamford bridge ဖြစ်တာဖြစ်တဲ့အတွက်အခြားအသင်းကြီးလိုမျိုးခန်းစစ်ပိတ်ဆို့ဆော့မယ်လို့တော့ကျွန်တော်မထင်ဘူး position နဲ့ game ကိုပဲကြာချောင်းချောင်းပြီးဆော့သွားမှာတစ်ချက်တော့စောင့်ကြည့်ရမယ်ဒါတော့အာဆင်နယ်သင်းရဲ့ November International break ပြီးသွားရင်အနည်းဆုံးတွေ့ရမယ်၄ပွဲပေါ့လေကြောညီကိုတော့ဘယ်လိုထင်လဲကျွန်တော်တော့အာဆင်နယ်သင်းဒီ၄ပွဲမှာ ဘိုင်ယန်တသင်းကလွင်ကျန်တဲ့ပရီးမီးယားလီဂ်၃ပွဲလုံးအမှတ်ပြရသွားမယ်ထင်တယ်။ဘိုင်မြူနစ်ကိုအိမ်ကွေးမှာအက်ခန့်ကစားတဲ့ပွဲတော့တည်ရလို့ကျွန်တော်မှန်းထားတယ်။ဘာကြောင့်လဲဆိုတော့ပရီးမီးယားလီဂ်ပွဲတွေကိုလည်းကစားသမားတွေကျွန်တော်လိုပဲစိတ်ရောက်နေမယ်ထင်တယ်။ချန်ပီယံလိမှာကျွန်တော်နောက်ထပ်၃ပွဲစီမှာအမှတ်ပြန်ပြင်ဆင်ပြီးဘွယ်ပြီးအဆင့်ကတက်လို့ရတယ်။နောက်ဆုံးတစ်ခုခုခြေချော်လက်ချော်ရင်နောက်မှာကျွန်တော်ပလေးအော့နေတက်လို့ရတဲ့အဆင့်တစ်ခုဟာရှိသေးတယ်။ဒါပေမဲ့ပရီးမီးယားလိမှာကဆုံးရှုံးသွားတဲ့အမှတ်တွေကပြန်ပြင်ဖို့ကနောက်ပွဲတွေမှာဇက်တိုက်နိုင်ပြီးပြိုင်ဘက်ကလည်းနောက်ပွဲတွေမှာဇက်တိုက်မှားမှအခုဆိုကျွန်တော်တို့ပရီးမီးယားလိဆက်တဲ့ပွဲမှာကျွန်တော်တို့ တေးကြခဲ့တာကနှစ်ပွဲရှုံးခဲ့တာတစ်ပွဲစုစုပေါင်းကျွန်တော်ခုနှစ်မှတ်ကြပြောက်ခဲ့ပြောလို့ရတယ်အဲကျောင်းကြီးကိုတော့ဘယ်လိုထင်လဲ ဲ့လေးဘွဲ့မှာအမှတ်ဘလောက်ထိစုဆောင်နိုင်မယ်ထင်လဲခွန်မဝင်ရောက်ရေးသားပြီးတော့ပါအောင်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြီးပြောရင်းပြကစားခြင်းလို့ဆိုတော့ဘာပြဖုန်းနဲ့တညာကို6669လုံး33တဲနေဘက်တညာကို9963ခရောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုထုတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ဆိုတော့အားလုံးကိုနှွေးထွေးကြိုဆိုပါရစေ။မဆော့တဲ့ညီကိုတွေကတော့မဆော့ပါနဲ့။ YouTube မှာကျွန်တော်အားပေးလို့ရပါတယ်။